ကဲအားလုံးပဲမင်္ဂလာညချမ်းလေးပါပဲခင်ဗျာ။ Family Night Horror ဟာနေပြန်လဲကြိုဆိုလိုက်ပါတယ်။ကျုံနေမီရထုံးကိုကျုံအတက်30တမိတိမကြုံစဘူးအကြုံထူးခဲ့ရတဲ့ဝီတော်ကိုစုဖျောက်ပွဲတော်တော့ကျုံခဲ့ရတာကိုပြပြချင်းလို့ပါ။2005လား2006လားတော့မီဒီတီဖြစ်နေပြီပဲ။အဲတုန်းကကျုံခဲ့ရတာကိုတော့ပြန်တွေးတိုင်းစသိန်းတွေကတဖြည်းဖြည်းထနေတုံးပဲဗျ။အဲဒီတုန်းကကျုပ်ရဲ့ကျုံတန်ကချင်းဝူလေးမြိုင်မူဆန်နိုင်ကျုပ်ရဲ့တဝမ်းခွေကြီးအောင်ချင်းလေးရောက်တော့ခဲ့ကြတာဗျ။ဖျားပွဲကတော့စီးလိုက်တာကြိတ်ကြိတ်တူးလို့ပဲဗျာ။ ဘန်းတော်ဝင်ဆိုတဲ့ဇက်တပင်တော်ပါတိတယ်ဗျဘွဲကတော့၃ချက်တည်းပါအဲ့ရွာမှာဖုံးကြောင်၂ကြောင်ရှိကြောင်ကဇေတဝန်ဆန်ဦးကြောင်ဖြစ်ပြီးနောက်တစ်ကြောင်ကရွာဦးတတိကာယုံကြောင်ဖြစ်တယ်ဗျကျုပ်တို့တဲတာကရွာဦးတတိကာယုံကြောင်ဗျအဲ့ကြောင်ကဆရာတော်ဖခင်ကမူဆန်နာရဲ့ဗာကြီးတော်တယ်ဗျကျုပ်တို့နေရတဲ့အဆောင်ကမစားသေးမိကမှာဆောက်လို့ PC ရန်ရှိတဲ့အာယူပါတာကြောင်းတင်ခဲ့မှာပါပထမနေ့ဆိုတော့ခရီးပန်းလာတာကြောင့်ကျုပ်တို့လေးအောင်နည်းနည်းပဲပွဲတယ်ဖြစ်ပြီးစောစောစီစီအိယာဝင်ဖို့ဆုံးဖြတ်လိုက်ကြတယ်ဗျ အရာဒါလည်းကရင်နေပါအဲ့အဆောင်မှာကရင်အားလုံးရှိတယ်ကျုပ်တို့ကလေးဟုတ်ဆိုတော့တလုံးပူနေတာပေါ့ကျုပ်တို့မအိမ်မီကိုင်းကြီးတပါမြင်းကလေးကမ်းပြီးရောက်လာတယ်ဗျပြီးတော့ဖះကိုအယုံပြုရှိခိုးပြီးမှအိတ်ကြလို့လည်းမှားကြတော့ကျုပ်တို့လည်းဖះရှိခိုးပြီးမှအိတ်ကြပါတယ်ကျုပ်တို့နေတဲ့အဆောင်မှာတော့ဆောလို့လို့ပြီးတာကောင်းမို့လားမသိဖះဆင်းရဲတော်ကြီးပိုင်းတော့မရှိသေးဘူးဗျအေးဖះပုံတော့ကားချက်တစ်ခုနဲ့မိမပြမိလုံးတစ်လုံးတော့ရှိတယ်ဗျအဆောင်ကတကမာကြီးရှိပေမဲ့တချို့ green box တွေကိုတော့မတက်ဆင်ရသေးဘူးဗျ ချို့ကတော့တက်ဆင်ပြီးပါပြီကျွေးလို့လည်းခီးပန်းလာတော့ခက်မှန်မြန်ပဲအိပ်ပြွတ်သွားခဲ့ကြတယ်တခေါင်ကျော်လောက်မှရင်းစံတစ်ခုတဲတဲကွယ်ကွယ်ထွက်ပေါ်လာတာကြောင့်ကျုပ်လက်လို့သွားခဲ့တယ်ဗျကျုပ်ရဲ့ယာဘက်မှာအိတ်နေတဲ့မိုးဆန်နိုင်က ရောင်းတက်တဲ့အချင်းရှိတော့သူရောင်းနေတဲ့အထင်းနဲ့မိုးဆန်နိုင်မြောင်းနဲ့ကွာအိပ်ပြတ်တယ်ကျုပ်လည်းပြောလိုက်မိတယ်ဗျဒါပေမဲ့ရင်းစံကတိတ်မသွားတဲ့ပြင်ပို့ပြီးကျဲလောင်တော့ထွက်လာတော့ကျုပ်လည်းစိတ်တူတူနဲ့ဝန်းကနေထထိုင်ပြီးဆဲမယ်ကျန်တော့ရင်းစံကထပ်ပြီးထွက်ပေါ်လာပြန်ရောဗျဒါတော့မကသေးဘူးဗျ ကျုပ်ဤနေကရင်တော်နှုတ်ရမ်းသွားသူခန်းစားလိုက်ရတာဗျကျုပ်ကတိတ်မကြောက်တဲ့လူသားမျိုးပါလုံးဝမကြောက်တာတော့မဟုတ်ဘူးပေါ့ကျုပ်ဟိုအကောင်တွေကိုကြည့်လိုက်တော့တော့ရအောင်ဆိုတော့ကလတီကလမော့နဲ့အိမ်မော့ကြလို့ဗျာဒါနဲ့ဘလူရင်နေတာပါလိမ့်ဆိုတဲ့အတွေ့နဲ့ကရင်အောက်ကိုငိုကြည့်ပြန်တော့လေဘူးမှမရှိပြန်ဘူးကျုပ်လည်းစိတ်ထင်းနေပါပါဆိုတဲ့အတွေ့နဲ့ပြန်ိမယ်လို့တော့ကျုပ်ခေါင်းရည်တွေကရေတံတစ်ခုထွက်ထွက်လာပြန်ရောဗျာဒီမှာတင်ကျုပ်ကျသိမ်းမွင်းကြီးနေတဖြည်းဖြည်းထပြီးတော့ချက်ချင်းဖျက်ချင်တို့တော့ဖြစ်သွားတာပြုခိုးကောင်းလေးကိုနှိုးတော့ သူတို့ကစိတ်တူနဲ့နိုးလာပြီမဖြစ်တာလို့ွားတဲ့အဲ့ဒီချိန်မှာပဲအစတော့မှအိတ်နေတဲ့အောင်ချမ်းကသူ့ဘေးမှာအိတ်နေတဲ့ဝင်းလင်းမြိုင်ဝဲလေကိုကလေးမှာအိတ်နေတာဘယ်လိုလဲဝင်းလင်းမြိုင်ကလည်းငါတို့တို့ဖျားဘူးလာတဲ့သူတယောက်နေမှာပါငါတို့ဆိုပြီးအဲ့ဒီလိုပြောပြီးပြန်အိတ်တယ်ဗျဒီမှာရင်မိုးဆန်နိုင်ကရုတ်တရက်ဝင်းကနေထထိုင်ပြီးဟေးကောင်တွေဒီအဆောင်မှာငါတို့လေးယောက်ပဲရှိတာဂျမားကိုငါကိုယ်တိုင်ချက်ထူးထားတာအဲ့လိုလဲပြောလာရောတော်အောင်ဆိုလို့ကရင်ဘုံကနေတက်ပြေးပါလေရောဗျာခါမှမကြောက်ဘူးလေကြောက်တော့ခေါင်းနှမ်းကြီးကြီးသွားတယ်လို့ဖြစ်သွားတာဗျာ ီမှာတခုမေးစရာရှိတာကတခါရွေးမတက်ရသေးတဲ့ပဒေပေါက်တွေကဝင်ရောက်လာတဲ့သူကမဖြစ်နိုင်ဘူးလားဆိုတဲ့မေးခွန်းပဲဗျဟုတ်ပါတယ်စားကတော့ကြုတ်လေအဲ့လိုပဲတွေးမိပါတယ်ဒါပေမဲ့ပဒေပေါက်တွေကဒုတိယဝဆန်းလောက်တဲ့ပမာဏတော့မရှိဘူးဗျခုမှအိတ် နေတဲ့အကောင်ကလည်းဆောင်းခေါင်းမိချုံပြီးအိတ်နေတာဗျဟောက်တော့ဟောက်နေသေးတယ်ဗျအိတ်နေတဲ့ပုံစံကတော့ဘီတစောက်မှာကျိုးတို့ဘက်ကိုကြော့လေထားတယ်လေအောင်ချမ်းကကိုထွန်းကျိုးတို့ကိုတဲချောက်နေတာလားမသိဘူးတဲ့ကြုတ်လေနေချက်မှာကွာဖုန်းကြောင်းနဲ့ဘယ်ကတည်းရရှိမှလဲ ငါသွားကြည့်လိုက်မယ်လို့ပြောတော့အောက်ချင်းကကုထောင်းဖြစ်ပါမလားဗျာမကြည့်ရင်ကောင်းမယ်ထင်တယ်။ဒေါ်ကျားကတရေဖြစ်နေဘယ်လိုလုပ်မလဲ။မိုးဆန်နိုင်တဲ့ဝင်းမြန်တို့ကလည်းမကြည့်စီချင်ဘူးဗျာ။ဒါပေမဲ့အကျိုးကတော့မရဘူး။သွားကြည့်ပြအောင်ကြည့်လိုက်သေးတယ်ဗျာ။ကျုပ်ချက်ချင်းနောင်လိုက်ရသွားတယ်ဗျို့။ဘာလို့လဲဆိုတော့အိမ်နေတဲ့သူနားကိုကျုပ်သွားပြီးဟေ့လူဟေ့လူလို့သွားနှိုးတော့ဟောက်တန်တွေတော့တိတ်သွားတယ်။ဒါပေမဲ့ဘာမှမတုတ်ပြန်ဘူးဗျာ။ခဏကြာနိုးလာတဲ့အချိန်ဘာမှမတုတ်ပြန်တော့ကျုပ်လည်းနည်းနည်း depression ဝင်လာတာနဲ့ ဟေးလူတို့အော်ပြီးဆောင်းဆွဲချလိုက်တော့ဆောင်းမှာဘလူးမရှိမနေဘူးပြို့ဟာဘလူးမရှိမနေဘူးဗျကိုထွန်းအဲ့ဒါတေးတေးတေးဝင်းမြိုင်ကစကားတော့မပြီးတော့ပဲတထင်ကောင်းကောင်းနဲ့ပြောတော့ကျုပ်လည်းလမ်းကလည်းလန့်ခြေသိမ်းလည်းထနဲ့ဆောင်းလေးကထပြေးကြတာပေါ့ဗျာဒီကြားတယ်တက္ကမကဖွင့်မရဖြစ်နေသေးတာပြို့ကျိုးတူတက္ကမကိုဖွင့်ဖို့ကြိုးစားနေတော့ရေတဲ့အတန်ကဟိမိထွက်လာတယ်လို့ကျိုးအိတ်တဲ့ကရင်ကိုလည်းအပါတဲ့ရလှုပ်ရမ်းနေတာပြို့ကျိုးတူလည်းဂွင်ကြီးဖျားဦးစင်းဖျားကေပောင်းဖျားနဲ့အော်ဟဲ့အကွန်ကြီးတောင်းပေမဲ့ ဘူးမှမကြကြဘူးထင်ပါရဲ့။អော်လဲអော်တကားကိုလည်းកាន់លុកាន់។ចောက်ទွန်းលុទွန်းနေနောက်ဆုံးទွန်းလိုက်လို့កាន់កောင်းထောက်မှလို့တကားပွင့်သွားတယ်ဗျ။ជូលុလည်းវ៉ាន់តាអាយ៉ាနဲ့អဲអសောင်းနဲ့វីយ៉ាពីមែនលុတော့មកវូសាណៃប៉មឡាပဲ។ទွန်းយ៉ាលុဖြစ်နေတာអូទីថាមីទွားတယ်ဗျ។ប្រធមរងកလော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 နဲ့အကြောက်လိုမျိုးထွက်ပြေးမဲ့လို့တော့ကမူဆန်နဲ့ပါမလာတာကိုတတိမထားမိဘူးလေမုံနေမြန်တဲ့အောင်ချံမူဆန်နိုင်ရောမူဆန်နိုင်ဘယ်မှာတုံးလို့မေးတော့မှအဲ့နောက်ကောင်လဲတယောက်ပြန်တာတယောက်ကြည့်ပြီးခေါင်းခါတယ်ဗျ ကျို့တို့လည်းထွက်ပြေးရမလို့လို့အဆောင်ထဲပြန်ပြီးရှာရမလို့လို့ဖြစ်နေတော့ဟေးကောင်လေးငါဒီမားကမူးဆန်နိုင်ကမူးမမဲနဲ့ပြောတာပြုကျို့တို့လည်းဂရင်တွေရဲ့အနာကိုမသွားရတာနဲ့ဟေးကောင်မူးဆန်နိုင်စင်းငယ်လေးဘာလုံနေရလဲအဲ့လိုအပြောကြတော့မှသူကဟေးကောင်လေးငါစင်းလို့မရဘူးဟာငါချစ်တော်တွေကြော့တက်နေတယ်လှုပ်လို့မရတော့ဘူးကပြီးတော့ဂရင်ကိုမြှောက်ထားတာမင်းတို့မတွေ့ဘူးလားငါကဘယ်လိုလုပ်လို့စင်းရမှာလဲအဲ့လိုအော်ပြီးပြောတော့တာပါပဲဗျာသူချီကြော့တက်လာမတက်လာကျုပ်မသိပြင်မဲ့သူကရင်ကတော့ဘာမှမဖြစ်ပဲဒီအတိုင်းလေးပဲရှိနေတာကိုမြင်နေရတယ်ဗျာ သူကတော့လေပေါ်မှာမြောက်နေတာတဲ့တကယ်ကသူ့ကိုပဲချုံနေတာလားဘာလားတော့မသိဘူးလေကျွတ်လို့လေရှီမတိုးရဲ့မိုးဆက်နိုင်တဲ့အကြောက်ကန်အော်နဲ့ဘလော့တွေရိုက်နေတော့ကိုရင်ကြီးတွေကမိရဲ့ကိုစီကန်ပြီးရောက်လာကြတော့မှမိုးဆက်နိုင်ရောဂရင်ဘောကချီပြီးချားရတာဗျာကိုရင်ကြီးတွေရောက်လဲရောက်ရောဘာမှမဖြစ်ခဲ့တဲ့အတိုင်းပဲအကုန်လုံးညင်သက်နေရောဗျာကိုရင်ကြီးတွေရောက်လာလို့တော်သေးတာပေါ့ဗျာဘုံမဟုတ်ရင်မတွေးရဲစရာပါပြီးတော့အဲ့ဒီကဆက်တော်ဖျားလည်းမရှိဘူးလေ ကျုပ်တို့လေးယောက်လည်းဘယ်သူမှပြန်မအီရဲတော့ပဲမတော်ကြည့်ထိုင်ပြီးမူးလင်းသွားတယ်ဗျာကျုပ်တို့အဲအချောက်ခံရတာကိုဝင်ကြီးနဲ့ဖုန်းကြောင်းသားတွေကိုပြောပြတော့ဘယ်သူမှတိတ်မှန်းဩကြဘူးဗျဘာလို့လဲဆိုတော့အဲအဆောင်မှာတရေခဏခဏချက်လို့တယ်ဗျအဲအဆောင်ကဂရင်းတွေဟာရထဲရတဲ့ကလူတယောက်ယောက်တည်ရင်နေသွားတဲ့သူအိတ်ကလေးဂရင်းကိုမိသားစုတွေကအသုံးပြုကြတော့ပဲဖုန်းကြောင်းမှာလာလူကြတာတယ်ဗျစူးစုံကတော့ကျုပ်အိတ်ကလေးဂရင်းမှာအိတ်ကရင်ကတချို့ဂရင်းမရှိတဲ့လူတွေတည်တဲ့အခါ ဒါမှမဟုတ်ရင်ကတင်းတို့အလောင်းစင်တို့လို့ကိုအချိန်မမီတော့တာဖြစ်ဖြစ်ဇယန်လွမ်းမလို့မတက်နိုင်တဲ့အဖြစ်မျိုးနဲ့ကြုံရတဲ့အခါလောင်းတင်စာကတင်းမရှိရင်အဲ့ကတင်းကိုငားလီရှိတယ်ဗျကတင်းအချောင်းကိုလည်းသိရောထိုင်ကိုကျင်းစိပါပေါက်သွားတာဗျာကျိုးတို့ကိုချက်တဲ့တည်းရဲကတော့ဘယ်ကတင်းကပါလာလဲတော့မသိဘူးဗျာမြေတန်တရားတန်တွေအများဝေတန်တွေကိုကြားနေရပါမယ်အခုဒီမကျွလို့နိုင်သေးတာကလည်းသူ့မှာလည်းမပြည့်ရသေးတဲ့တောင်ပေါ်တစ်ခုခုရှိလို့နေမှာပေါ့ဗျာဒါမှမဟုတ်သူအကုသို့တွေမကုန်သေးလို့နေမှာပေါ့ကျိုးတို့လည်းဒုတိယညမရောက်မီမှာပဲ ဌာနီကိုပြန်ခဲ့ကြတယ်ဗျာနောက်ထပ်တဲ့အချက်မခံချင်တော့ဘူးလေဗျာကဲခဏတော့နေုံဗျာပြည့်စွက်ပြောချင်တာလေးတခုတော့ရှိသေးတယ်ဗျာတရက်3လ2020နေ့ပါစိတ်မကောင်းစွာနဲ့ရွာဦးတတိကာယုံကျောင်းဆရာတော်ဗျာပြန်တော်တော်မူသွားတယ်လို့ကြားသိရတာကြောင့်ကျောင်းဆရာတော်ရဲ့ဇာပနာကိုမိုးဆန်းနိုင်တဲ့အတူတွားခဲ့သေးတယ်။အောင်ချမ်းနဲ့ဝလိမ့်မိုင်ကတော့အဝေးရောက်နေကြတာမို့အတူပါမလာခဲ့ဘူးဗျာအဲရောက်တော့အာယူပါလာကျောင်းဆောင်ကြီးကလည်းပစ္စည်းရုံမကလို့မင်းနာနဲ့ စိတ်ကျန်းစာစရာကိုကောင်းနေရောဗျာပြီးတော့ကျိုးတို့အိတ်ခဲ့တဲ့ကရင်ကြီးကလည်းမရှိတော့ဘူးဗျကျိုးတို့နဲ့တီးခဲ့တဲ့ကိုရင်ကြီးလည်းဥစဉ်တွေဖြစ်လို့အရာရာပြောင်းလဲကုန်တာပေါ့ဗျာဥစဉ်အာယုပါလာအဆောင်ကတဲ6သေးလားဗျာကရင်ကြီးကရောဘယ်လိုသွားလဲဖျားလို့မေးလျှောက်တော့ဥစဉ်ကဖျားပွဲပြီးတာနဲ့အဆောင်ဆောက်လို့ရေးပြန်စားတော့လက်သမားဆရာပြန်ဆရာတွေကိုနှင်ကင်းပတ်ရောညာဘက်တွေပါမင်းမင်း၆လန်းနေတာကြောင့်ဆရာတော်ဖျားကအကြောင်းထဲမှာပဲ ဆောင်းကလေးတည်တန်းဆောက်ပြီးထားခြင်းပဲ။ဖသားတွေကမလိုလားတဲ့အနေတွေဖြစ်မှာဆိုလို့ဖြည့်စီပြီးမီရှို့လိုက်ကြတယ်တဲ့ကွာ။အဲ့ကလေးက၆လနာတည်းမရှိတော့ဘူးတဲ့။တကယ်တော့လေလူတွေကတရှိထင်ရှားရှိနေတုန်းကသာချလာပါလေချလာပါလေနဲ့ရှားယူမရှိတဲ့ပြောနေကြတာဗျ။တကယ်တမ်းအဲ့ဒါတွေအကုန်လုံးကအလင်းညာကြီးကြီးပါပဲကြာ။ကျုပ်ဒီလိုပြောလို့ကျုပ်ကဘာလို့ဒီလိုပြောရတာလဲ။ခင်ဗျားကမချစ်တတ်ဘူးလားလို့မိကြပါလိမ့်မယ်။ဟုတ်ပါတယ်။ကျုပ်လေအဲ့ဒီလူတွေကလူတယောက်ပါပဲ။ ကျုပ်လည်းအတော်ကုန်ခန်းနေတာမှမဟုတ်တာ။ဒါနဲ့မြဘာလို့ဒီလိုပြောရတာတုံးဆိုတော့ငါတို့ပဲစဉ်းစားကြည့်ပြ။တရှိအထင်ရှားရှိနေတုန်းကဘယ်လောက်ပဲချစ်တယ်ပြောပြော။ဟော။ဒီတော့ရင်တော့ဘယ်သူမှတေသူရဲ့အလောင်းကိုဒါငါချစ်တယ်လို့သူ့ကိုမခွဲနိုင်ဘူးဆိုပြီးသိမ်းမထကြဘူးလေ။လောင်းကိုထားအောင်ပြ။လူတယောက်တည်သွားကြည့်။တေသူရဲ့အတုံးအဆောင်အဝေးစားတွေကိုတော့မထားရဲကြဘူး။ဘယ်မှလဲချစ်တယ်ဆိုရ။ခုကြည့်။တေသူအိတ်ခဲ့တဲ့ခရင်မှုចောင်းကိုလာလူတဲ့လေ။ ပြီးတော့ရှိသေးတယ်တချို့ဆိုတေသူရဲ့အဝတ်စားတွေကိုအိမ်မှာထားရင်ခိုက်တယ်ဆိုပြီးကဏ္ဍကအပြည့်ချုပ်ဘုံချောင်းကိုလာလူပြေရောဗျာခင်ဗျားတို့တော့မသိဘူးကျုပ်ကတော့အဲ့လိုလောက်တာတွေနည်းနည်းလေးမှတဘောမတွေ့ဘူးဗျာဒါပေမဲ့ကျုပ်ကပယ်တတ်နိုင်ပါတယ်ဘာပေါင်ကြီးတစ်ခုကိုဘာလုံးကြီးတစ်လုံးနဲ့ကန်ပယ်မှန်းယုံတာပေါ့ဒီလိုပါပဲကျုပ်ကဒါမှမကောင်းဘူးမလုပ်ကြနဲ့လို့တပြောကြည့်ပါလားဘာတော်ချခံရအောင်မယ်ထားပါလေး ဘာဖြစ်ဖြစ်ရာဟုတတိယကာယုံကြောင့်မှအဲ့ကရင်တွေမရှိတော့တာကိုပဲကျုပ်တကယ်ပဲဝမ်းသာမိပါတယ်။မိတ်ဆွေတို့လည်းကရင်နဲ့အရင်တတိထားကြအောင်နော်။တော့ကြာကရင်အောက်ကရေတန်းတွေကြားနေရလို့အိတ်မပြောပဲဖြစ်နေုံပဲဗျာ။ကဲဂရုစိုက်ပြီးအိတ်ကြနော်။